မြန်မာနိုင်ငံငလင်းဆူနာမီ အထူးသတင်းဇူလိုင်လအတွက်စိတ်မကောင်းစရာသတင်းစိုးပါနေရက်မျက်နှာပြင်ပေါ်မှာ ဆိုလာကန်နယ်ဟောအသစ်တစ်ခုထပ်ပြီးဖြစ်ပေါ်နေပါတယ်ဇူလိုင်တရက်နေ့ရက်စပြီးဇူလိုင်9ရက်နေ့လောက်ထိနေရက်မျက်နှာပြင်ပေါ်မှာဆက်ပြီးတည်ရှိနေဦးမယ်အလုံးစုံပျောက်ကွယ်မသွားသေးဘူးလို့ခန့်မှန်းရပါတယ်ဒါကြောင့်လာမယ့်ရက်တစ်ပတ်တနည်းအားဖြင့်ဇူလိုင်လပထမဆုံးရက်တစ်ပတ်ဟာအလွန်အန္တရာယ်များပါတယ် ဂျွန်လကုံရက်တွေမှာလည်းနေလဂျိုတွေတဒန်းနဲ့ကြတာတွေရှိနေပါတယ်။အဲ့ဒီအကျိုးတရားမှုတွေဟာဇူလိုင်လအစပိုင်းရက်တွေတနည်းအားဖြင့်ပထမပတ်အတွင်းမှာ ဖြစ်ပေါ်တက်ရောက်နိုင်ပါတယ်။နေရက်မျက်နှာပြင်ပေါ်မှာကိုရိုနာဟိုးတွေလည်းရှိနေပြန်ပါတယ်။ဂျိုးတွေလည်းတဒန်းနဲ့ကြလိုက်တယ်ဆိုတဲ့အတွက်ဒီနှစ်ချက်ဆုံးပြီဆိုရင်ဘာမဆိုးဖြစ်လာနိုင်ပါတယ်။အစိုးဆုံးကာလဖြစ်လို့ငလျင်ကြီးတွေဆူနာမီတွေ မီးရောင်တွေအချိန်မရွေးပောက်ကွဲတာမျိုးဖြစ်လာနိုင်ပါတယ်။မြန်မာနိုင်ငံအပါအဝင်တစ်ကမ္ဘာလုံးအထူးသတိနဲ့နေကြရမယ့်ရက်တွေဖြစ်ပါတယ်။ကျွန်တော်ရဲ့အလုပ်ကလူကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေကြိုတင်သတိပေးတဲ့အရာကိုသတိပေးတဲ့အချိန်မှာ အမုန်းခံပြီးသတိပေးရမှာဖြစ်ပါတယ်။ချင်းချောက်နေခြင်းမဟုတ်ပါ အထူးသတိဝရိယနဲ့နေထိုင်ကြရမယ့်ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်လောက်တွင်မှာမြန်မာနိုင်ငံတောင်ပိုင်း က်ပလစ်ပင်နယ်ပြင်ထဲမှာ ပုံမှန်ပြထားတဲ့အတိုင်းငလင်းအလတ်ငလင်းငယ်လေးတွေအစုလိုက်အပြုံလိုက်လှုပ်ခတ်သွားတာတွေဟာပုံမှန်မဟုတ်ဘဲအလွန်ထူးခြားနေပါတယ်။အဲ့ဒီနေရာဟာ2004ခုနှစ်ပြင်အားနိုင်ပိုင်တရီနဲ့ငလင်းကြီးလှုပ်ခတ်ပူပြီးဂွားမာလူအသေးပြောက်များဆုံးအင်ဒိုနီးရှားဆူမာထရာကျွန်းဆူနာမီကြီးဖြစ်ပေါ်လာခဲ့မှုတဲ့နေရာနဲ့အလွန်နီးကပ်တဲ့နေရာလည်းဖြစ်ပါတယ်။အခုနေရာကအရင်နေရာထက် အပေါ်ဘက်ကိုပို့ပြီးနီးကပ်လာနေလို့မြမပြည်အထက်ပို့ပြီးစိုးရိမ်ရပါတယ်။တကယ်လို့သာအဲ့ဒီနေရာမှာဆူနာမီ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်မြမပြည်အထက်မတွေးရဲစရာပါ။အထူးသဖြင့်ပင်လယ်နဲ့နီးကပ်နေတဲ့မြို့ရွာတွေနဲ့ပင်လယ်ရေမျက်နှာပြင်အထက် ပေတရာအောက်မှာရှိနေတဲ့မြို့ရွာတွေအထူးသတိထားရပါမယ်။တကယ်လို့အဲ့ဒီနေရာမှာငလင်း7ပလက်ထပ်ပို့ပြီးအင်အားကြီးမားတာတခုခုလောက်ကပ်လာခဲ့မယ်ဆိုရင်ငလင်းတရင်ကြားတာနဲ့ ကုန်းမြစ်ဒေသတွေကိုအများဆုံးပြည့်တက်နိုင်ဖို့အစဉ်နဲ့စဉ်းစားပြီးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ချမ်းချောက်နေတာမဟုတ်ပါဘူး။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှန်ဖြစ်ပါတယ်။ကျွန်တော်စေတနာနဲ့ပြောမယ်ဗျာ။စိတ်ဆိုးလည်းမတက်နိုင်ဘူး။ချမ်းချောက်နေရလည်းမဟုတ်ဘူး။ကပ်ပလီပင်လယ်ထဲမှာလုံးဝပုံမှန်မဟုတ်ဘူးနော်။ဘာဖြစ်လာမယ်လို့ကျွန်တော်မခံမှန်းရဲဘူး။၂000လေးဆူနာမီကို ပြန်သတိရကြပါ။၂000လေးတုန်းက စူမာထရာကျောင်းခံသွားလို့မြမပြည်တက်တာသွားတာပါအခုဟာက အကာအကွယ်မဲ့ဒါရိုက်ကြီးထိနိုင်တယ်နော်ကျွန်တော်နမိတ်ဖက်တယ်လို့ဖြစ်သွားမှာဆိုလို့ဘာမှကြိုတင်ဟောကိမထုတ်ချင်ပါဘူးကျွန်တော်ပြောချင်တဲ့အသေးစားဆုံးစကားတစ်ခွန်းကတော့ကပလီပင်လယ်ပြင်ထဲမှာပုံမှန်မဟုတ်တဲ့ငလင်းအုပ်စုငလင်းအစုဝေးတွေ ဖြစ်နေပါပြီငလင်းအုပ်စုငလင်းအစုဝေးတွေဟာငလင်းကြီးတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်လို့မီးလောင်ကြီးတွေပောက်ကွဲလာဖို့ ရှေ့ပြေးလက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပါအဲ့ဒီနေရာမှာဖြစ်လာခဲ့မယ်ဆိုရင်ဆူနာမီအန္တရာယ်ဆိုရင်ရပါတယ်။ဘာဖြစ်လာမယ်ဆိုတာတိတိကျကျမသိနိုင်ပေမဲ့ဒီရပိုင်းမှာပင်လယ်နဲ့ဝေးဝေးမှနေပေးကြပါ။တတ်နိုင်ရင်ပင်လယ်နားကိုလုံးဝမသွားကြပါနဲ့။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကောင်းမြင့်တွေရှာထားကြပါ။အစာသရေအဝတ်အစားစေးဝါးတွေဖုံးတွေပါပါပန်းတွေငွေသားတွေ အစင်နဲ့ထုတ်ပိုးပြင်ဆင်ထားကြပါခင်ဗျာ။ဘာမှမဖြစ်လာဖို့ပဲမျှော်လင့်ပါတယ်။ဒါပေမဲ့အစိုးဆုံးအတွက်ကြိုတင်ပြင်ဆင်ထားကြပါ။ Play Store ကိုသွားပြီးတော့ပင်လယ်ရေမျက်နှာပြင်မှအမြင့်ပေတွေကိုမြေပေါ်မှာတိတိကျကျတိုင်းတာလို့ရတဲ့ application တွေကိုဒေါင်းထားကြပါ။ပြီးရင်ကုန်တယ်နေတဲ့ပတ်ဝန်းကျင်မှာပင်လယ်ရေမျက်နှာပြင်မှအမြင့်ပေဘလောက်ဆိုတာရှာထားကြပါ။ပေတရာအောင်နေရာဆိုရင်လုံးဝစိတ်မချရပါဘူး။ ကောင်းမြင်ရှာထားကြပါအ ਨੇ ဆုံးပေတရာအထက်ရှိရပါမယ်ပိုမြင့်လေပိုကောင်းနေပါပဲတကယ်လို့ရေးပေါ်ချင်းနေကျုံလာခဲ့ရင်တိုင်အမြင့်တွေပေါ်တက်နေလို့မရဘူးနော်ဘယ်တိုက်မှရေဖီအားမခံနိုင်ဘူးကောင်းမြင့်အမြင့်ဖြစ်ရပါမယ်ငလင်းတရင်လဲအမြဲနားဆွင့်ထားကြပါတကယ်လို့ကပလီပင်နဲ့ပြင်ထဲမှာငလင်း7 plus နဲ့အထက်လောက်ပြီလို့ကြားလာနဲ့ဓမ္မမဟုတ် ပင်လယ်ထဲမှာမီးရောင်ပေါက်ကွဲပြီလို့ကြားလာနဲ့လုံးဝအချိန်မဆွဲပဲမိသားစုနဲ့အတူအထုပ်ပိုးတွေဆွဲပြီးကုန်းမြင့်တွေပေါ်ချက်ချင်းတက်ပြေးကြပါအဲ့ဒီအချိန်မှာတစ်စက္ကန့်အချိန်ဟာတေရေးရှင်ရေးအဆုံးဖြတ်ပေးနိုင်ပါတယ်ငလျင်ပြင်းဟာ6.5ထက်နည်းမဲ့ဆိုရင်တော့ဆူနာမီတိတ်မစိုးရင်ရပါဘူး6.5အောက်ပြင်းအားလောင်းနေတော့ပင်လယ်နဲ့မနေဘူးဆိုရင် ပြေးစရာမလိုသေးပါဘူးအားလုံး ကပ်ပလီပင်နယ်ပြင်ကိုငလင် application တွေဖွင့်ထားပြီးတတိနဲ့စောင့်ကြည့်ပေးကြပါ ထူးခြားရင်ပို့ချက်ချင်းတင်ပေးကြပါလို့တောင်းဆိုချင်ပါတယ်အားလုံးဘေးကင်းကြပါစေကယ်ဗင် Ever Power